အရနိုင်ငံအနေနဲ့နိုင်ငံတကာလူမျိုးစွန့်ရင်အေဂျင်စီ IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရက်ဆိုင်လိုက်ပြီးဆိုပြီးတော့ UN သမ္မတမာဆုပီဇာရှီကီယာကဇူလိုင်2ရက်နေ့ကကြေညာလိုက်ပါလိမ့်။ UN ပါလီမန်က IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုရက်ဆိုင်ဥပဒေကိုပြီးခဲ့တဲ့ရက်သက်ဘက်ကပြဋ္ဌာန်းလိုက်ပြီးသမ္မတကအတည်ပြုလိုက်တာဖြစ်တယ်လို့ ပြည်တွင်းသတင်းအေဂျင်စီတွေကဖော်ပြပါတယ်။အစ္စရေးကအီရန်ရဲ့စစ်ဘက်နဲ့နျူကလ িয়ার စခန်းတွေကိုဇွန်13တိုက်ခိုက်ပြီးနောက်နှစ်နိုင်ငံကြားစနစ်ရကြတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။အမေရိကန်ကအီရန်နျူကလ িয়ার စခန်းသုံးခုကိုလည်းဗုံးကျတိုက်ခိုက်ပြီးနောက်နျူကလ িয়ার စနစ်ဝတ်တွေပြတ်သွားခဲ့ပါတယ်။အီရန်ဆိုရနဲ့နျူကလ িয়ার သမဂ္ဂနျူကလ িয়ার ဆောင်ကြီးအဖွဲ့ကြားတင်းမာမှုတွေလည်းမြင့်တက်လာပါတယ်။အဲ့ဒီဗုံးကျခံရလို့ပျက်စီးသွားတဲ့နျူကလ িয়ার စခန်းနေရာတွေကိုကုလသမဂ္ဂ IAEA ကဝင်ကြည့်ဖို့ခွင့်တောင်းခဲ့ပေမဲ့အီရန်က လုံးဝခွင့်ပြုခဲ့ခြင်းမရှိပါဘူး။နောက်ပြီးတော့ဒီလိုခွင့်ပြုခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်ကုလသမဂ္ဂကလည်း even ball မိကုံးထုံးမှုတွေရှိသေးပါလိမ့်။ American သမ္မတ Trump ကတော့လုံးဝပျက်စီးသွားတယ်လို့ဆိုပေမဲ့ Iran ဘက်ကပြောရတော့လုံးဝပျက်စီးတာမဟုတ်ဘဲနဲ့ဝင်ပေါက်ခပ်ပေါက်တာပြိုကျခဲ့တာလို့ဆိုပါလိမ့်။ဒါဆိုရင်ဘာကြောင့်အီရန်ကဝင်ကြည့်ခွင့်မပြုတာလေလို့ IAEA ကမေးခွန်းထုတ်ခဲ့ပါလေအဲ့လိုမေးခွန်းထုတ်ပြီးနောက်ပိုင်းမှာပဲအီရန်က IAEA နဲ့ဘာမှဆက်ပြီးတော့ ေါင်းဆက်နှိမ့်နိုင်လို့တော့မှမဟုတ်ဘူးလို့အခုလိုအားအသင့်ပွဲကြေညာချက်ကို ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။ဒါအပြင်အီရန်စစ်တပ်ဟာဟော်မုစ်ရေလက်ချောင်းမှာလည်းလက်တုံမြန်မှုအတွက်ရေမြုပ်မှန်းနဲ့ထောင်ထားနေဆိုတဲ့သတင်းလေးကြကြက်ပြက်ပြက်ထွက်နေပါတယ်။ဒါဟာနောက်ထပ်ပြဿနာတစ်ခုကိုမိစအရှိန်မြင့်တင်လိုက်တာလို့အီရန်အရေးဆောင်ကြီးလေးလာသူတွေကပြောပါတယ်။ရေဂန်ထောင်လိုင်းဘက်ကထောင်လန်းသိရှိခဲ့တဲ့အရင်တော့ကအစင်ခန်းစာထုတ်ဖော်ထားခြင်းမရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီးခုခါမှာထုတ်ဖော်လာတာဖြစ်ပါတယ်။အီရန်ဟာဟောင်းမုစီလက်ကြားမှာအဲ့ဒီလိုမျိုးရေအောက်မိုင်းတွေထောင်တာဟာဇွန်17ရက်နေ့ကလေးကအစ္စရေးရဲ့ကနအူးဒုံးကျည်တိုက်ခိုက်မှုနောက်ပိုင်းမှာစတင်လှုပ်ဆောင်လာတာလို့ဆိုပါတယ်။အီရန်ဘက်ကအဲ့ဒီလိုလှုပ်ဆောင်မှုအရင်ကတည်းကကြိုတင်စဉ်းစားထားပြီလို့ဆိုပါတယ်။တကယ်လို့သာအမေရိကန်ကတွေးထင်ထားတဲ့အတိုင်းအီရန်ဘက်ကဟောင်းမှုစီလက်ကြားထဲမှာရေအောင်မန်းတွေထောင်လိုက်ပြီဆိုရင် ဟောင်းမှုစီလက်ချောက်ကိုဖျက်တမ်းသွားလာတဲ့ကဘာအနှက်ကကုံစီတင်းမောတွေအလုံးတတော်ပြဿနာဖြစ်ပါသွားမှာပါ။နောက်ပြီးတော့ဟောင်းမှုစီလက်ချာဟာလူတွေရောက်ပိတ်သွားမှာပဲဖြစ်ပြီးတော့ကဘာရင်တန်ဇင်းနှုန်းကလည်းတော်တော်လေးကိုအဆမတန်ငင့်တက်လာခြင်းရှိနေပါလေ။လောလောဆယ်တော့ရေလက်ချာမှာဖြန့်ကျက်ထားခြင်းမရှိဘူးလို့ယူဆရပါတယ်။ Iran ကတော့ရေလက်ချာမှာမိုင်းတွေထောင်ထားလားမထောင်ဘူးလားဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးဘာမှ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ ရင်းနှီးကြပိတ်မပိတ်အပိသက်ဆုံးဖြတ်ချက်လုပ်ကိုအီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီပေါ်မှာမူတည်နေတယ်လို့အီရန်ရဲ့ Press TV ကပြောပါလိမ့်အီရန်ဟာပြည်ကနေတကလည်းဟော်မုဇ်စီလက်ကြောက်ပိတ်ပစ်မယ်လို့ချင်းချောက်ခဲ့ဘူးပေမဲ့လက်ရှိအချိန်ထိတော့ပိတ်ခြင်းမရှိသေးဘူးလို့သိရပါဗျ။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ အီလိုမတ်ကတော့နိုင်ငံရေးပါတီတည်ထောင်မယ်ဆိုပြီးသူ့ရဲ့အိတ်စ်လူမှုကွန်ရက်မှာရေးသားလာပါတယ်။နောက်ပြီးတော့ထရန့်ကတင်သွင်းတဲ့ဘတ်ဂျက်ဥပဒေကြောင်းလည်းအပြင်းထန်ဝေဖန်နေပါတယ်။ဒါကြောင့်သမ္မတထရန့်ရဲ့အီလိုမတ်ကျမ်းမှာပြဿနာတစ်ခုထပ်တက်လာပြီးပဲဖြစ်ပါတယ်။ထရန့်ရဲ့ဘတ်ဂျက်ဥပဒေကြောင်းတည်ပြုမယ်ခွဲဖို့စီနိတ်မှာတင်ထားပါတယ်။ဒီဥပဒေကြောင်းကအခွန်နဲ့ထောက်ပံ့ဈေးလျှော့ပြီးကာကွယ်ရေးနဲ့စီရင်သုံးစီတွေတိုးမြှင့်မှာပါ။ဒီဥပဒေကြောင်းကို1.54 billion လို့ခေါ်ပါတယ်။ ကာကွယ်ဘတ်ဂျက်ရုံး CBO ဆိုရဒီဥပဒေကချမ်းသာသောအမေရိကန်တွေအတွက်အခွန်ခဒေါ်လာ3.8ထရီလန်ဖြတ်တောက်ပေးမယ်လို့ဆိုပါတယ်ဒီလိုခွန်လျှောက်ပေးတာကိုကာမိဖို့ဝင်ငွေနည်းသူတွေနဲ့မတန်ဆွမ်းသူတွေကိုပေးထားတယ် ။ Medic Aid နဲ့တခြားဆိုရကျမ်းမာရေးနဲ့လူမှုဝန်ဆောင်ရေးစောင့်ရှောက်မှုတွေမှာအကုန်လုံးသုံးသိဖြစ်ကြမှာပါ။လူပေါင်းဆယ်သန်းကျော်လောက်ကျမ်းမာရေးစောင့်ရှောက်မှုဆုံးရှုံးပါလိမ့်မယ်။ကြောင်မီတဲ့လုပ်ငန်းတွေထောက်ပံ့ Milius ကားနဲ့ Green Energy သုံးလုပ်ငန်းတွေကိုတော့ထောက်ပံ့ကြီးဖြစ်ပါလိမ့်မယ်။ EV တွေထောက်တဲ့ Tesla လည်းအထည်နာမှာပါ။ CBO ကတော့ဒီဥပဒေကျမ်းသာတည်ဖြစ်ရင်တိုင်းပြည်အကျွေးဟာနောက်ထပ်3.3 trillion လောက်ထပ်တိုးမယ်လို့ပြောပါတယ်။နှစ်တော်လောက် DOGE budget ဖြစ်တော်ရေးဖွဲ့ကိုခေါင်းဆောင်ခဲ့တဲ့ Elon Musk ကတော့ဒီဥပဒေဟာ တော်တော်လေးကိုယူကြောင်ကြောင်ဆန်တဲ့ဥပဒေဖြစ်ပြီးယူနေတဲ့အတုံးစိဖြတ်တော်ရဲ့ဥပဒေလို့ဆိုပါတယ်အတုံးစိရှော့ပါမယ်ဆိုပြီးမလုံးပေးခဲ့တဲ့ကွန်ကရစ်ကအမှတ်တမ်းကတမိုင်းမှာအကြီးမားဆုံးအကျွေးထူမဲ့ကိစ္စကြီးကိုချက်ချင်းမဲပေးနေကြတယ်ဒီလူတွေခေါင်းမခွန်နိုင်အောင်ရှက်တင်တယ်လို့ Elon Musk ကပြောပါတယ်နောက်နေ့အကြိုရွေးကောက်ပွဲဒီလူတွေမဲမရစေရဘူးလို့ပြောပါတယ်ထန်ကတော့ Elon Musk ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးမကျင်းတတ်ပါဘူး Elon Musk ကို American နိုင်ငံတဲကတော့မှပြည်နယ်နံပေးနိုင်ဖို့ထိစဉ်းစားနေတယ်လို့သမ္မတခန်းက Fox News နဲ့အင်တာဗျူးမှာပြောပါတယ်။ဒီယူနေတဲ့အသုံးစိတ်ဥပဒေကျမ်းစာတည်ဖြစ်ရင်ကျွန်တော်ဟာ American Party လို့မြည်ရတဲ့နောက်ပါတီတစ်ခုကိုနောက်နေ့မှာထောင်ပြမယ်လို့ Elon Musk ကကြုံသွားပါတယ်။ Elon Musk နဲ့လည်းသူပြောတဲ့အတိုင်းလုံးမလို့ဆိုတော့မသေးကြသေးပါဘူး။ Elon Musk ကတော့ Republican နဲ့ Democrat ပါမကျေနပ်တော့ပုံပါပဲ။တကယ်တမ်း Elon Musk နိုင်ငံရေးပါတီထောင်မယ်ဆိုတာမျိုးကလည်းမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ၎င်းစဲထိုင်းနဲ့ပတ်တိုက်မှုတွေဖြစ်တာဟာ Elon Musk တော့မကောင်းပါဘူး။ Elon Musk ဟာကမ္ဘာနံပါတ်1အချမ်းသာဆုံးလို့ဆိုပေမဲ့ကမ္ဘာနံပါတ်1စူပါပါဝါအင်အားကြီးအမေရိကန်သမ္မတကိုတော့လုံးဝကျော်နိုင်စွမ်းမရှိပါဘူး။ထိုင်းကလည်း Elon Musk ကိုပေးထားတဲ့ contract တွေအထောက်ပံ့တွေဖြတ်မယ်ဆိုတာမျိုးပြန်တွက်လာပါတယ်။အခုလဲခန်းနဲ့ Elon Musk ရဲ့အခြေအနေဟာကတော့ကစားဖြစ်လာလို့ Tesla ကဈေးကွက်မဖွင့်ခင်ပဲ share 600ခန်းတော့ပြန်ကျသွားပြီဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ ယူကရိန်းကိုလေကြောင်းကောက်ွယ်ရေးဒုံးကျည်တွေနဲ့ပြစ်မှတ်ကိုတိတိကျကျထိမှန်နိုင်တဲ့ခဲယံလက်နဲ့ပေးပို့ခြင်းကိုအမေရိကန်ကဆိုင်းငံ့လိုက်ပြန်ပါတယ်။တရင်းရင်းမြေတွေကိုကိုကာဘီပေါ့ဖိုလီယိုသတင်းဌာနဖော်ပြချက်အရအမေရိကန်ကောက်ွယ်ရေးဝန်ကြီးပိတ်ဟာဆာဟာ၎င်းတို့လက်ကျန့်တိုးလောင်ထားတဲ့လေကြောင်းကောက်ွယ်ရေးစနစ်ဒုံးကျည်တွေနဲ့တိကျစွာထိမှန်နိုင်တဲ့ခဲယံတွေရောနေလာတဲ့အတွက်ယူကရိန်းကိုပေးပို့မှုဆိုင်းငံ့လိုက်ပြီလို့သိရပါတယ်။အဆိုပါဆုံးဖြတ်ချက်ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမူဝါဒဆိုင်ရာဒုတိယတွင်းဝင်ကချမှတ်ခဲ့တာလို့ဆိုပါတယ် ဒီဆုံးဖြတ်ချက်အမေရိကန်ရဲ့ခရမီကြောင့်တူလောက်မှုကိုပြန်လဲစစ်ဆေးပြီးနောက်ထွက်ပေါ်လာတာဖြစ်ပါတယ်။အမြောက်ကြီးတွေလေကြောင်းကာကွယ်ရေးဒုံးကြီးတွေနဲ့တိကျစွာထိမှန်နိုင်တဲ့ခရမ်းတွေတိတိတသာကျော်နယ်လာမှုပေါ်စိုးရိမ်ပူပန်မှုကြောင့်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကထရန့်ကသတင်းထောက်တွေနဲ့အမေးဖြစ်အနာပြုမှာ BBC Ukraine သတင်းဌာနရဲ့မေးမြန်းမှုကိုဖြေကြားရမှာထရန့်က Ukraine ကို Patriot လို့လေကြောင်းကာကွယ်စနစ်တွေပြမပြ ဒါအပြင်တာဝေးပြည့်ခရင်တုံးတွေပြင်းပြပြဆိုတာကတော့အမေရိကန်အနေနဲ့လက်ကျန်ဘလောက်ထိကျန်နေသေးတဲ့ပုံဆိုတဲ့ပုံမှာမူတည်တယ်ဆိုပြီးပြောသွားပါတယ်။အခုဆိုရင်တော့သိကြတာကအမေရိကန်ကတော့ယူကရိန်းကိုပေးဖို့အရေးဆန်းညံ့ထားပါတယ်။ Political သတင်းရင်းမြစ်တွေကဖော်ပြတာအရင်သမဂျိုးဘန်နဲ့ဆိုရလက်ထက်ကတည်ပြုခဲ့တဲ့အကူအညီချို့ကိုဆန်းညံ့မှုဆုံးဖြတ်တာကိုဇွန်လအစောပိုင်းမှာချမှတ်ခဲ့ပေမဲ့အခုမှသာအကျိုးသက်ရောက်မှုရှိလာတာဖြစ်ပါတယ်။ တေဂျနာတကူကတော့အစ်ဇွေးကိုထောက်ပံ့ပေးလိုက်ပုံရတယ်လို့သိရပါတယ်။ Political ရဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးမှတ်ချက်ပြီးတောင်းဆိုရမှာပင်တကွန်ကဘယ်ချင်းချောင်းမကူဆိုတားဆီးဖို့လက်လက်ပြေဝတက်ဆင်ထားတယ်လို့သာဆိုပါတယ်။ပင်တကွန်ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမကျောက်ရှောင်းပန်းနဲ့ကလည်း ကျွန်တော်တို့ရဲ့စစ်မှုထမ်းတွေဟာဘယ်ချင်းချောက်မှုကိုမဆိုတားဆီးဖို့အပြည့်အဝတက်ဆင်ထားပြီးလွတ်တော်ရဲ့မကြသေးမီက One Big Beautiful Bill ကိုအတည်ပြုလိုက်တာဟာကျွန်တော်တို့ရဲ့လက်နက်တွေနဲ့ကာကွယ်ရေးစနစ်တွေကို21ရာစုရဲ့ချင်းချောက်မှုတွေကလည်းမျိုးဆက်ပေါင်းများစွာကိုကာကွယ်နိုင်ဖို့ခင်မီအောင်လှုပ်ဆောင်လိုက်တာပါလို့ဖြေကြားခဲ့ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ဥရောပမှာအပူလိုင်းကျရောက်နေတာပြင်းပြင်းထန်ထန်ဖြစ်နေပြီလို့သိရပါတယ်။ ပူလိုင်းတန်းနေကြောင်းတူရကီမှာဆိုရင်တောမီလောင်ကျွမ်းပြီးလူပေါင်းပေါင်းနဲ့ချီရွှေပြောင်းနေရပါတယ်။ရရသည်စောပိုင်းကလာဥရောပတိုင်းမှာပူလိုင်းရိုက်ခတ်မှုကြောင်းတူရကီနဲ့ပြင်သစ်တို့လိုနိုင်ငံတွေမှာတောမီလောင်ကျွမ်းမှုတွေဖြစ်နေပါတယ်။မိသက်သမားတွေကစ조사မိငိမ့်သက်ခဲ့ရပြီးလူပေါင်း9000ကျော်ဘေးလွတ်ရာရွှေပြောင်းခဲ့ရပါတယ်။တော်မီလောင်ရကထွက်ပေါ်လာတဲ့မိဂိုငွေတွေနဲ့တူလေတူညံ့မှုကြောင့်ပြင်သစ်စပိန်အီတလီပေါ်တူဂီနဲ့ဂျာမနီမှာကျန်းမာရေးသတိပေးချက်တွေထားခဲ့ပါတယ်။ နယ်သာလန်မှာလည်းလာမယ့်ရက်တွေမှာအပူချိန်မြင့်လာမယ်ကြောင်းသတိပေးချက်တွေထုတ်ပြန်ပါတယ်။ဒါပေမဲ့နယ်သာလန်မှာတော့လေထုဆူထိုင်စားတွေများလွန်းနေပါတယ်။အနောက်ဥရောပရဲ့စိတ်ပိုင်းများပြားဟာဇွန်ဇူလိုင်ဒါမှမဟုတ်ဩဂတ်စ်မှာပုံမှန်တိုင်းကြုံရတာတဲ့ပိုပြင်းထန်တဲ့ပူလိုင်းချင်းတွေကြုံတွေ့နေရပါတယ်လို့ဥရောပသမဂ္ဂ EU ရဲ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာဦးဆောင်သူကပြောပါတယ်။တချို့နေရာတွေဟာအပူချိန်တွေဒီနှစ်မှာရှိတင်တာတဲ့9ဒီဂရီစင်တီ10ဒီဂရီလောက်ပိုပြီးတော့ပူလာတယ်လို့ဆိုပါတယ်။ ဒရဂီမာလေပြင်းတိုက်ခိုက်မှုကြောင့်အနောက်ပိုင်းအီစမာပြည်နယ်မှာတော်မီလောင်ကျမှု၂ရက်ကြာဖြစ်ခဲ့ကြောင်းတတော်ရေးအဝန်ကြီးကပြောပါတယ်။အီစမာပြည်နယ်မှာနေထိုင်သူ4200ကျော်ပါဝင်ဒေသ၅ခုမှလူ9000ကျော်ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ကြောင်းဒရဂီနိုင်ငံရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်ဖွဲ့ကပြောပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ကမ္ဘာကျော်သတင်းကြီးဂျာဘီဇော့ဟာမနေ့ကပြင်သစ်နိုင်ငံဗဲနဲ့မြို့မှာမင်္ဂလာဆောင်ခဲ့တာကဘာသိဖြစ်ပါတယ်။ အမင်္ဂလာဆောင်ကနေဘေးနှစ်မြို့လေးဟာဒေါ်လာ1ဘီလီယံကျော်လောက်ဝင်ငွေအမခန်းရရှိခဲ့တယ်လို့သိရပါတယ်။ Amazon တထေးကြီးနောက်အင်တော်ပြီတော့မင်္ဂလာဆောင်စိတ်ဒေါ်လာတန်း20တာသုံးပါတယ်။တချို့ကလည်း55တန်းလို့ပြောပါတယ်။ဒေဒေကျဲကျော်ဝချမ်းသာသူတွေထင်ပေါ်ကျော်ကြားသူတွေကြီးပဲလူ200လောက်ရွေးဖိပါတယ်။စုစုပေါင်းဆိုမင်္ဂလာပွဲကလူ2000လောက်တက်ပါတယ်။သမားထွန်းရဲ့သမီးနဲ့ယောက်ျားကနေပြီးတော့ Big Gate Opera Wing Fair Leonardo Kylie Jenner တို့လိုနာမည်ကျော်တွေထိအကုန်ပါပါတယ် ပွဲတက်လာတဲ့တထည်တွေချမ်းသာမှုပေါင်းလိုက်ရင်ဒေါ်လာ435ဘီလီယံကျော်ပါတယ်။ကမ္ဘာချမ်းသာဆုံးတထည်တွေကအီလွန်မတ်စ်နဲ့ဇူကာဘတ်တို့တော့မတွေ့ရပါဘူး။ဒါနောဘလုံးဘက်ကအချမ်းသာဆုံးပုဂ္ဂိုလ်900စီးရင်ဝင်တဲ့ PK တယောက်ပဲမင်္ဂလာပွဲတက်အက်ဒစ်ဆင်မှာတွေ့ရပါတယ်။မင်္ဂလာပွဲ၃ရက်အတွက်ဘေးနဲ့တမျိုးလုံးမှာရှိတဲ့ဝါတာတက်စီ280တဲက30ကိုသုံးသွားခဲ့တယ်လို့ဈေးကြီးဆုံး Luxury Hotel ၅လုံးကိုလည်းချက်ပြီးစောကအပြတ်ငှားခဲ့ပါတယ်။ ဂျာဘီဇောင်းနဲ့သူ့ရဲ့သူတို့သမီးလော်ရန်ဆန်ချက်စ်တို့ကတညောက်ဒေါ်လာ1000ကနေ1000အထိပေးရတဲ့အာမန်ဟိုတယ်မှာတဲပါတယ်။တခြားကျင်ငါဘွယ်ဟိုတယ်ဖြစ်တဲ့ Saint Regis ဒါပြင် Great Palace Hotel စကီပရာနီနဲ့ဟိုတယ်ဒန်နီယာလီတို့မှာလည်းဖိတ်ကြားထားတဲ့ဧည့်သည်တွေကိုထားပါတယ်။ရာစုနှစ်ရဲ့အကြီးကျယ်ဆုံးမင်္ဂလာဆောင်လို့တင်စားကြတဲ့တထေးကြီးဂျက်ဘီဇော့ရဲ့မင်္ဂလာဆောင်ကတော့ဘင်းနေမြို့ကိုလည်းတတော်လုံးကျွေးတော့ပါတယ်။ဒီပွဲကနေမြို့ရဲ့စီးပွားရေးအထက်ကိုဒေါ်လာ1.1ဘီလီယံလောက်ထွက်လာတော့မှု ဂျပီဇောဧည့်သည်တယောက်ကိုဒေါ်လာ၄သမ8တန်းနှုန်းလောက်သုံးသွားပုံရပါတယ်။ဂျပီဇောလက်ထက်ဘွယ်ကနေဘေးနဲ့ရတနစ်တာခီးတဝါ73နှစ်စီကရတဲ့ဝင်ငွေ GO 1.60ဘီလီယံ68ရာခိုင်နှုန်းလောက်ရရှိသွားပါတယ်။ရဂရဲ့အကြီးမားဆုံးဘောလုံးပွဲစဉ်2024စူပါဘောပွဲစဉ်တစ်လျှောက် last week မြန်မာဝင်တဲ့ဝင်ငွေဒေါ်လာ1ဘီလီယံထက်လည်းများပါတယ်။ဒီပွဲကနေတလောက်ဝင်ငွေပြန်ရတာဟာအဓိက media visibility ကြောင့်ပါ ဆိုရှယ်မီဒီယာရဲ့ရုပ်မြင့်တင်ကြားစီစဉ်နေမှာဝိုင်းထုတ်လွှင့်တာကိုပဲ EU 696သန်းလောက်မြှင့်ထွက်ပါတယ်။ Jabiza of First လို့ဆိုပြီးမင်္ဂလာပွဲကြောင့်မြို့ဂေဟာစနစ်ထိခိုက်မှာခီးသွွားလွန်ကျွန်များလာမှာစိုးရိမ်တဲ့မြို့ကန်တွေကဝိုင်းဝန်းကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့ဘာမှမဖြစ်သူတို့ပြီးသွားပါတယ်။ Jabiza နဲ့သူစနစ် Lauren Sanchez တို့ကလည်း Venice မြို့ပေါ်က Jaden Gehas နဲ့လေးလာရေးဖွဲ့ Corilla UNESCO ရောင်းတဲ့ Venice နိုင်ငံတကာတက္ကသိုလ်တို့ကိုမင်္ဂလာဦးလူဖြစ် UO တန်းစီလှူဒန်းခဲ့တယ်လို့သိရပါတယ်။